ြည်သူလူပူပေါင်းပါဝင်မှုမရှိဘူးဒါတွေကကြီးလိုက်ရောအရန်တည်တိုင်းပြည်သူလူပူပေါင်းပါဝင်မှုမရှိဘူးကျွန်တော်တို့အရင်တော့ဆိုရင်ဟလာမဲစင်းမှားပြီဆိုရင်ဟလာအာဒီမဲဟိုဖြစ်တဲ့သူတွေနဲ့အတိုက်ခံတွေဖြစ်ပြီးတော့ပြည်သူတွေကရန်ဖြစ်ပြီးတော့မဲပေးခြင်းလို့လို့ဖြစ်နေကြဒါမဲ့အခုကပြည်သူလူကပူပေါင်းမပူပေါင်းမပါဝင်ဘူးဆိုတော့ဒီကောင်းရဗီဒီယိုထဲမှာကြီးလိုက်ရင်တည်တာဒီနေ့ကတည်းကအောင်ညတာလုံးလက်ချင်းနဲ့မတွေ့ Hello အားလုံးလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လံပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲအဲ့တော့ထုံးစံတိုင်းပဲလူမှုကွန်ရက်ပေါ်ကရုပ်သံတွေတည်င်းတွေကိုကျွန်တော်တို့ကျွန်တော်မြင်နေပြန်လဲတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဘာကြောင်းရည်ပြောမလဲဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလဲကြအောင်ကဲစ Okay အဲ့တော့ စစ်တပ်ကသူတိမ့်နိုင်တဲ့နေရာတွေသူထိုးစစ်ကိုလုံနိုင်တဲ့နေရာတွေကိုဖိဖိစီစီလုံသွားတာကိုအဲကျွန်တော်တို့တွေ့ရပါတယ်ဒါကရန်သူကိုကျွန်တော်တို့ချီးကျူးနေရမှာပဲねရန်သူရဲ့ခြေလှမ်းကိုကျွန်တော်တို့မြင်မြင်လိုက်ရတဲ့အခြေအနေဖြစ်ပါတယ်စစ်တပ်ဒီအာကျွန်တော်တို့1027စစ်စင်ရေးကြီးရပ်သွားတယ်ဆိုတဲ့အချိန်မှာသူပြန်ပြီးတော့နိုင်ငံရေးရ ညီနိုင်မှုတွေတချို့ဥစ္စာတွေကိုလှုပ်တယ်အလှုပ်ပြီးတော့အင်အားတွေကိုစုဆောင်းတယ်စုဆောင်းပြီးတော့ထိုးစစ်ကိုပြန်ပြီးတော့လှုပ်တယ်အဲ့တော့ကျွန်တော်ပြောခဲ့ပါတယ်အားလုံးလည်းတော်တော်များများလည်းပြောကြပါစစ်တပ်ကိုအချိန်မပေးနဲ့အချိန်မပေးနဲ့အချိန်ပေးလိုက်တဲ့အခါမှာပြန်ပေးရတဲ့မျိုးတွေရှိလာတယ်အဲ့ဒါတော့ DNL တွေ DNL ဆိုဖိအားတွေများတာတွေကပေးလာတယ်ကျွန်တော်တို့နောက်ထပ်ကြည့်ရမှာတစ်ခုကဘာလဲဆိုကင်ပြည်နယ်ဘက်ပါကျွန်တော်ဒါစီဗလိန်နေချင်းပွေပန်းနေချင်းတိုက်ခိုက်နေချင်းမဟုတ်ဘဲနဲ့ပြောမယ်ဆိုရင်ကိုဘက်ကဒေါ်လန်ရေးအကြီးအကဲတွေအနေနဲ့ အဲရန်သူရဲ့ဘောနော်ခြေလန်းကိုမြင်နေရတာနဲ့တေးချာချာမပြုတ်လောက်ခဲ့တာလားလို့ပဲအဲကျွန်တော်ကတော့မြင်တယ်တစ်ဖက်မှာရန်သူကလက်နက်တွေလူတွေစုဆောင်းနေတဲ့အချိန်မှာကျွန်တော်တို့ဘက်မှာလက်နက်တွေလူတွေအစူဆောင်မှုအားများနေခဲ့လားဆိုပြီးတော့တွေးစရာရှိသူတစ်ဖက်ကနေပြီးတော့အာရှလက်မှာဒါအာရှလက်မှာဆိုရင်နှစ်နဲ့ချီပြီးတော့ထိန်းချုပ်ထားနိုင်တဲ့နေရာ အနေရာတွေဒါသင်္ကန်းကြီးနောက်နေရာတွေမြောက်ရီတဲကိုစစ်တပ်ပြန်ရောက်လာပြီးတော့အခု၄ကီကောကိုပါသိမ်းသွားနိုင်တဲ့အခြေအနေအထိကိုကျွန်တော်တို့ရောက်သွားတာတွေ့ရပါတယ်။အော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလိုလိုင်းကြီးကပျောက်ကြားစစ်နဲ့မပြီးနိုင်ပါဘူး။လောက်ကြစင်းကအဆင့်တက်ပြီးတော့အာကျွန်တော်တို့ထိုးစစ်တွေကိုကျွန်တော်တို့တွားရမှာဖြစ်ပါတယ်အာကျွန်တော်ဓာရီပြောနေတာဘားချောင်းပြောနေရလဲမင်းဘားချောင်းဟိုပေါ့နော်ဓာရီကိုပြောနေရတာလဲလို့ပြောရင်အခုစောချစ်သူပေါ့နော်အဲစောချစ်သူတို့ဘက်မှာ အာကျွန်တော်တို့အခုခိခိဖတ်ပေါ့နော်ခိခိဖတ်ကိုမြားရီကိုဝင်လာပြီးတဲ့အချိန်မှာပဲစောချစ်သူလူစီကနေပြီးတော့အာကျွန်တော်တို့တရင်တစ်ခုတက်လာတာတွေ့ရပါတယ်အဲ့ဒါဘာလဲဆိုရင်တော့စစ်တလောက်ခံဒီ BGF ထိန်းချုပ်ထားတဲ့ခိခိဖတ်အတွင်းကဒါအဆောက်အဦတွေကိုဝင်ပြီးတော့ပေါ့နော်အာဝင်ရောက်စီးနင်းပြီးတော့ကြားဖြတ်နေကိုနှိမ်နင်းတယ်ဆိုတော့ရုပ်ရှင်တစ်ပုဒ်ထွက်လာတာပါပဲ အဲ့တော့ဒါကဘာလဲဆိုတော့တိလာငါတို့မြားပရီကိုမလာခင်မှာအဲ့ဥစားတွေကအရန်ကြီးထွားနေငါတို့လာပြီးတဲ့အချိန်မှာဒီလိုလှုပ်လိုက်တော့ကြားဖြတ်နေငြိမ်သွားတယ်ငါတို့ဝင်ဖမ်းတယ်လို့ဆိုတဲ့ပုံစံမျိုးကိုပြတာဖြစ်ပါတယ်အတူတူဖြင့်ဒီရုပ်ရှင်ကိုဘာကြောင့်ရိုက်လဲလို့ပြောရမယ်ဆိုရင်ဒါပြီးခဲ့နောက်ဟိုဟာဒီနှစ်အတွက်အာဆီယံထိပ်သီးအစည်းအဝေးရှိပါတယ်အမေရိကန်အာဆီယံအစည်းအဝေးတရုတ် အာဆီယံအစည်းအဝေးအိန္ဒိယအာဆီယံအစည်းအဝေးဒီလိုမျိုးအစည်းအဝေးတွေရှိပါတယ်ဒီလိုအစည်းအဝေးမှာဒေါ်နယ်ထရမ့်တို့လာမယ်လို့သိရပါတယ်မေယောင်လိုင်အောင်တော်မှာအခုတက်ရောက်ခွင့်ပေးမယ်ဆိုတဲ့သတင်း ဟိုစစ်တပ်ဘက်ကနေပြီးတော့ထုတ်ပြန်လာတာကြီးလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဓာရီအတွက်ဓာရီကိုလောက်တာလို့တော့ကျွန်တော်ကတော့ထင်မြင်တယ်ရုပ်ရှင်တပုတ်ရိုက်တာပေါ့နော်အမေရိကန်ကိုနိုင်ကဒါ Starlink နေတချို့စာရီနဲ့ပတ်သက်ပြီးတော့လိမ့်လဲနေရတယ်ရှိတယ်ဒါကြောင့်မလို့ဒီနိုင်ငံတွေဒီနိုင်ငံတွေကိုငါတို့ပိတ်ဆို့ရေးယူရမယ်ဆိုတဲ့အချိန်မှာအော်ဗောနော်ဒီ Starlink တွေကိုဖြတ်တောက်ပြစ်မယ်ဘာမှန်ဆိုပြီးတော့ဒီအပိုင်း Starlink နဲ့ပတ်သက်တဲ့သတင်းတွေပါကျွန်တော်တို့ဒါလူမှုကွန်ရက်တွေပေါ်မှာတွင်းတွင်းကြဲကြဲပြောလည်ပြောနေကြတာကိုအားလုံးလည်းကြားသိကြမှာပါအဲ့တော့ အခုအခြေအနေကလည်းပြောရမယ်ဆိုရင်မင်းအောင်လိုက်အနေနဲ့ဘောနော်အာဒီအခြေအနေတွေကိုဟိုဖြစ်ဖို့အတွက်သူနိုင်ငံတကာကိုထိတွေ့တဲ့အချိန်မှာနိုင်ငံတကာကငါတို့ဒီလိုတူတူလောက်တယ်နော်ငါတို့ကဟိုဖြစ်တယ်နော်ဆိုရဲရုပ်ရှင်ဆန်ဆန်ဇလန်းတစ်ပုဒ်ကိုဖန်တီးလိုက် ပြီးဖြစ်ပါတယ်အဲ့တော့ဒီဇလန်းကိုဖန်တီးခွင့်ပေးလိုက်တာဘသူတွေလဲဘသူတွေလဲဘသူတွေလဲဒါကမိကုန်းတစ်ခုဖြစ်ပါတယ်အဲ့တော့ထားပါတော့ အဲ့တော့ကျွန်တော်ခုနရှေ့မှာပြောသလိုပေါ့နော်ရန်သူဟာအခွင့်အရေးရရင်သူကလက်တဆုံးယူမှာပဲရန်သူဟာအခွင့်အရေးရရင်လက်တဆုံးယူမှာပဲစစ်တပ်နဲ့ညှိမဲ့နိုင်မဲ့စစ်တပ်နဲ့စပွဲဝိုင်းပေါ်ကပဲသွားမယ်ဆိုတဲ့အယူဆတွေအဲ့စစ်တပ်နဲ့သူမသားကိုမသားအခြေအနေမှာပဲနေမယ်ဆိုတဲ့ပုံစံမျိုးတွေကကျွန်တော်ဒီဒေါ်လာရေးအတွက်အထောက်အကူလုံးဝဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဟောတော့လောက်ဆရာရှိတာကိုကျွန်တော်ပြပြသားလှုပ်ဖို့လိုတယ်စစ်တပ်ကိုအချိန်ပေးဖို့ချိန်ပေးလို့မရဘူးဆိုတာကိုလည်းကျွန်တော်ကဒီနေရာမှာပြောချင်တာဖြစ်ပါတယ် အဲ့တော့ဒီမှာဆိုရင်စစ်တပ်ကနေပြီးတော့မြ ாவ ရီအတွင်းမှာရှိတဲ့ KK ဖက်ကိုစီးနေတယ်ဆိုပြီးတော့ဓာတ်ပုံတွေရောဒါတင်းကောထုတ်ပြန်လာတယ်အဲ့ဒီမှာဗာလဲဆိုတော့သူတို့ကဒီ KK ဖက်ကိုစီးနေတဲ့အချိန်မှာတထက်တိုက်10လုံးပေါ့နှစ်ထက်နှစ်ထက်တိုက်အလုံး100 4ထက်တိုက်4ထက်တိုက်အလုံး20 5ထက်တိုက်2လုံးတထက်တိုက်ဈေးကန်20တထက်တိုက်ဈေးကန်30တထက်တိုက်ကိုယ်တော်15လုံးအများကြီးပဲဒီကောင်းလေးတင်ထားတာရောပေါ့နော်အော်ဒါမှတော့အဲ့ဒါတွေကိုတွေ့ရှိတယ် အာနောက်ပြီးတော့စတားလင်းအစုံ30တွေ့တယ်ဆက်ဆက်ပစ္စည်းရဲ့တင်းစီရမိတယ်အလုသမားတွေအမျိုးသား1645ကိုအမျိုးသမီး455ကိုဖန်စီရမိရဲ့နောက်ပြီးတော့လုံချုံကြီးအနေနဲ့အမျိုးသား68ကိုစုစုပေါင်း2198ကိုတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့တတင်းတွေထုတ်ပြန်လာပါတယ်အဲ့တော့ဒီသတင်းကိုပြောမယ်ဆိုရင် lobby channel တွေနဲ့ BBC လိုသတင်းဌာနတွေကလည်းဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ စစ်တပ်ကကီကီဖတ်တဲ့ကိုတကယ်များဝင်စည်းရတာဒါမှမဟုတ်ရုပ်ရှင်ရိုက်တာလားကျွန်တော်ကတော့ရုပ်ရှင်ရိုက်တယ်လို့ပဲအာပြောပြောနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အယုံကြည်ကိုမရှိပါဘူးအယုံကြည်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ထုတ်ပြန်လာတဲ့ဥစ္စာတွေကိုပဲကြည့်လိုက်ပါအောင်။ဒါအားလုံးလည်းသိကြတယ်ထုတ်ပြန်လာတဲ့မှတ်တမ်းတွေထဲမှာဆိုကျွန်တော်အခုပြလာတဲ့ပုံပေါ့နော်။အဲဒီဘယ်ဘက်အပေါ်ဆုံးကပုံဆိုရင်အာ sorry ဟိုဘာပေါ့နော်ဟိုဘက်အဆုံဆုံးရဲ့ပုံဆိုရင်ဒီကွန်ပျူတာမော်နီတာတွေကိုပဲဟိုဟာဖြတ်စည်းနေတာတွေ့ရပြီးတော့ အဲကျွန်တော်တို့ဟဲ့လားဒီတဘုံတွေဘာတွေကိုအဲကျွန်တော်တို့ဘာမှဖြတ်စည်းထားတာကိုကျွန်တော် မတွေ့ရအောင်ကျွန်တော်အဲဗဇက်ကနေပြောပြောနေနေတယ်ကျွန်တော်တခါကျရင်အတုံးတုံးကြီးမေးတယ်တဲ့စပါတော့ဒါပါတော့ဘောလားအဲတော့နောက်ပြီးတော့ ဒီ KK ဖတ်ပေါ့နော် KK ဖတ်ထဲကတိုက်ခန်းတစ်ခန်းကိုဝင်စည်းတယ်ဆိုပြီးတော့ပါပြတကယ်တမ်းဝင်စည်းရဒီဓာတ်ပုံတွေကဘလို့ရိုက်ထားလဲတော့မသိဘူးတကယ်တမ်းသာဝင်စည်းမယ်ဆိုဒီလိုပုံစံမျိုးနဲ့ဝင်စည်းတာမဟုတ်ဘူးစစ်တပ်ဝင်စည်းတဲ့တော်လိုင်းရေးသမားတွေကိုဝင်စည်းတဲ့ဆိုတော့ပုံစံမျိုးတွေနဲ့တော့တော်တော်လေးကိုကွာခြားနေတာကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာဆိုလည်းဟလာ Starlink နေတင်းထားတယ်ဘာညာဆိုပြီးတော့ပုံတွေကိုထုတ်ပြလာတာတွေတွေ့ရတယ်အဲ့တော့ပြောရမယ်ဆိုဓာတ်ပုံတွေမှာကိုကအယုံကြည်ရှိစရာအကွက်တစ်ခုမှကိုမရှိတာ ုတ်လားဓာတ်ပုံတွေမအောင်မယုံကြည်ရှိစရာအကွက်တစ်ခုမှကိုမဟုတ်တာအဲ့တော့ KK pack ကပြောမယ်ဆိုရင်တော့ဗမာရှိတာလေအားလုံးသိပြီလား PDF ထိန်းချုပ်နယ်မြေထဲမှာရှိတာဖြစ်ပါတယ် PDF ကထိန်းချုပ်ထားတယ်ဒီ data တစ်ခုလုံး PDF ကပဲစိုးမိုးထားတယ် PDF အလိုကျအတိုင်းပဲအဋ္ဌိသားကလူတွေကလုံနေရတာဖြစ်ပါတယ်နောက်ပြီးတော့ PDF ကိုလိုက်ကလည်းအဋ္ဌိသားကသူတွေနဲ့စုပေါင်းပြီးတော့ပေါ့နော်အဋ္ဌိသားကဆိုတာထက်ပေါ့နော်အဋ္ဌိသားမှာလာရလောက်ကင်နဲ့ အဲ့ဘောနော်ဒီကြားဖြတ်အနေနဲ့ BDF နဲ့ပေါင်းပြီးတော့ဒီလုပ်ငန်းတွေကိုလုပ်နေတာဖြစ်ပါတယ်ဒါကအားလုံးသိထားတဲ့ဇလန်းတစ်ခုမဟုတ်ပါဘူးဒါအားလုံးသိထားတဲ့တကယ်အဖြစ်အပျက်အမှန်အကြောင်းအရာတစ်ခုပါပဲထိုင်းလည်းသိတယ်နိုင်ငံတကာလည်းသိတယ်ဒါအားလုံးသိထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒါကိုသာတကယ်ပဲဝင်ဖမ်းမယ်ဆို BDF ကိုဖမ်းရမှာပါဒါပေမဲ့ BDF ကိုကျတော့ဆုံးရှုံးမှကြောက်တဲ့အတွက်ကြောင့်မလို့ BDF ကိုမဖမ်းမဲနဲ့ BDF အတွင်းထဲမှာ BDF မပါဘဲနဲ့ခေခေဖတ်သေးကိုဝင်သွားတယ်ဆိုတာလုံးဝယူဗျာ လုံးဝယူလုံးဝယူဟောနော်ဟာဘာကြီးလဲဗောနော်ဘာကြီးလဲဗောဘာကြီးလဲဗောဘာကြီးလဲဗောနော် အဲ့တော့ပြောမယ်ဆိုရင်တော့ဘာမှလည်းမဖြစ်ဘူးဟဲ့လားဒီတိုင်းပဲတတ်တာအရာပဲဖန်းစင်ဖန်းနဲ့စီးတဲ့နေရာမှာလူတွေပုံရိပ်တွေလည်းတခုမှမတွေ့ရဘူးတကယ်ကိုတပ်ပုံမှတ်တမ်းတွေကိုအဖြစ်ရိုက်သွားပြီးတော့ငကိုတွေကဒါတွေကိုပြောမယ်ဆိုဒီကောင်တွေဖန်းစီရမိတဲ့ဒီပစ္စည်းတက်မွေးဆိုတာကြားဖြန့်လုံခဲ့ဟောတော့ဘာမှမဟုတ်ဘူးဘာမှမဟုတ်ကလေးမဘိုးပြေးတော့ပဲရှိတယ်ပစ္စည်းတွေကိုပုံပြီးတော့ဖြန့်စီတာတွေဖန်းစီရမိတဲ့ဆိုတဲ့ပုံစံမျိုးတွေလောက်ပြနေတာတော်တော်လေးကိုရီဖို့ကောင်းတယ်လို့တော့ အဲကျွန်တော်ကတော့မြင်တယ်အဲ့တော့အားလုံးလည်းသိပြီးသားဒီ BGF ကဒီလုပ်ငန်းနေရာနေဘယ်လောက်ရလဲဝင်ငွေအားလုံးပေါင်းအမြတ်ကြီးပဲ192တန်းလောက်ရနေတာ ဖြစ်ပါတယ်ဒါကသူတို့ရတဲ့ဥစ္စာကြားဖြင့်ဝင်ငွေအားလုံးအားလုံးမဟုတ်သေးဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်အခုနောက်ပိုင်းမှာအမေရိကန်ကဒီဥစ္စာကို ဟလာကြားပြန်ခိုင်းတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်ကလွှတ်တော်တွေဒီမှာဒီမှာဆွေးနွေးတာတွေစတားလင်တွေတုံးပြပြီးတော့လုံနေတယ်ဆိုတော့ကိစ္စတွေကိုပါလှုပ်လာတဲ့အတွက်ဒီလိုမျိုးရုပ်ရှင်ဆန်ဆန်ဇလန်းတပုတ်ဖန်တီးပြီးတော့အဖမ်းပြတာလို့ပြောရမယ်ဆိုမှန်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့အခုကမ်ဘောဒီးယားမှာလည်းကြားပြန်နဲ့ပတ်သက်တဲ့ကိစ္စတွေတက်ပါတယ်ကျွန်တော်တို့ဒီတောင်ကိုရီးယားကသူတွေအများကြီးပဲညာနဲ့ကြည့်ပြီးတော့ပြန်ပို့တယ်ဘာညာဆိုပြီးတော့လှုပ်လာတဲ့ဒီလိုဥစ္စာတွေကို ဟိုတော့ဟိုအဖမ်းပြတာပေါ့နော်အဖမ်းပြတဲ့ပုံစံမျိုးတွေလိုပဲကျွန်တော်ကတော့ထင်တယ်အဲ့တော့ဟို trend တို့ American ဘက်ကလည်းလွတ်တော်ရေးတွေမှာတခြားကိစ္စရောဒီကိစ္စတွေနဲ့ဆွေးနွေးနေတာဖြစ်တဲ့တွေဒါကနိုင်ငံတကာကိုပုံပြကောင်းရုပ်ရှင်ဆန်ဆန်ဇလန်တစ်ခုကိုမရောက်နိုင်လို့ပေါင်းပြီးတော့ဖန်တီးကြတယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျကြီးစရာပေါ့နော်ဟာတာဟာတာတခုပါပဲဟာတာတခုပါပဲအခုချိန်ဒီကိုဇလန်းနေတွေကနေပြီးစိတ်ကူးရင်နေတွေကနေပြီးစစ်တပ်ကမလွတ်မြောက်နိုင်သေးဘူး โอเคအဲ့တော့နောက်တစ်ခုကတော့အခုရပိုင်းမှာမင်းရောက်လာရင်တို့ယာပြည့်တို့ဇောင်မဲလုံးတို့ပါဇက်ကနေပြီးတော့ထွက်လာတဲ့အတန်တွေရှိပါတယ်ဒီအတန်တွေကိုဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်တို့ကြည့်အောင်โอเคကျွန်တော်တို့နားထောင်ကြည့်အောင်အဲ့တော့သူတို့ရဲ့လူလားချက်ကဝါပြည်နယ်လူချင်းနဲ့ဝါပြည်နယ်လူချင်းဘယ်လိုချက်ကဥပဒေလုတော်တဲ့တော့မဟုတ်ဒီကောက်ပဲလုံးအောင်မယ်အဲ့ဒီဒေသမှာအဲကျွန်တော်2008ဖွဲ့စည်းပုံချက်ကဥပဒေရအချိန်မှကျွန်တော်ရေကောက်ပွဲလုပ်ခဲ့ အဲ့တော့ပြမပိုင်းမှာသဘောတူတရားနဲ့နောက်ပိုင်းမှာကျွန်တော်တို့ကသဘောတူညီမှုမရခဲ့။အဲဒါလေးလေးကျွန်တော်တို့သိအောင်ကိုညံ့လို့ဖြစ်ပါလား။အဲ့တော့ရှားပြီပေါ့နော်ရှားပြီသူကအဓိကတော့ဝါးကိုပြောတာပေါ့နော်ဝါဝါဝါပြင်းတယ်လို့ရှင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လွတ်တော်တွေဝင်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီပြင်ဟိုပါပေါ့နော်တောင်းဆိုပေါ့အဒီလိုမျိုးပုံစံပြောတာတကယ်တမ်းကျတော့ဝါးကသူ့နယ်မြေထဲမှာ2020ရွေးကောက်ပွဲရတော့ကျွန်တော်ကအဲဝါးနယ်မြေပေါ့နော် mindset ဘက်ကဒီ mindset ဘက်မှာကျွန်တော်ကရှိတယ်ပေါ့နော် အခုသူတို့ရဲ့ဒီဟိုဗာလဲအာအာ sorry မီရှာမီရှာမီရှာတူဖို့ရဲ့ဝါနယ်မြေတွေကနေရာတချို့ပေါ့နော်အဲ့ဘက်ဒီမှာကျွန်တော်ကျွန်တော်တို့ဒီစံသုံးလူဆိုတဲ့စက္ကန်းမှာကျွန်တော်တို့ထိုင်ရကျွန်တော်ကျွန်တော် နေရတယ်အဲ့ဘက်မှာကျွန်တော်အာခေါနလာ၈လလောက်ကျွန်တော်ကြာတယ်ပေါ့နော်ခေါနလာ၈လလောက်ကြာတယ်အဲ့ဘက်မှာကျွန်တော်နေရတယ်နေရတော့ကျတော့အဲအဲအကြောင်းတွေကိုကျွန်တော် ဟိုဟာပေါ့နော်အဲအပတ်ကဒေတာအခြေအနေကိုတည်တယ်အဲတော့ကလည်းဒီ2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါဒေတာအတွင်းမှာဝါထိန်ချုပ်နယ်မြေပေါ့နော်ဝါထိန်ချုပ်နယ်ဖြစ်တဲ့အမိုင်းရမ်းမှာသူတို့ဒီရွေးကောက်ပွဲအတွက်လုတ်ပေးမလုတ်မဲ့ဘာညာဆိုပြီးတော့ဒါတော့ NLD အစိုးရလက်ထက်နော်အဲအက္ကလာတော့ကတော့မှလုတ်ခွင့်မရတာ အခုကာလာဆိုရင်တော့ပိုဆိုးဝါကသူ့နေမိထဲမှာရွေးကောက်ပွဲလုံးဝလောက်ခွင့်မပေးဘူးပြောမယ်ဆိုဝါကပြီးနေလို့ချင်းတော့ဝါကပြီးနေပြီးနေလို့ချင်းဝါဆိုပြီးတော့ပြောရမယ်ဆိုရင်မလုံးပေးတာပေါ့ဗျာလာခဲ့လွတ်တော်တွေကိုလာခဲ့မင်းတို့ဒီမှာရွေးကောက်ပွဲလုံးအရို့ထောက်ခံအဲဒါဆိုရင်မင်းတို့ပြီးနေပေးခြင်းပေးမယ်ဒါမင်းတို့စဉ်းစားဆိုတဲ့ပုံစံမျိုးနဲ့ယာပြည့်တို့ကပြောတာပေါ့နော်ဒါယာပြည့်ဆိုလဲ ဒီအခုဒီလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေတော်တော်များများနေရသူနဲ့တော်တော်လေးစကားပြောပြတဲ့အခြေအနေတွေအများဆုံးစကားပြောရတာဆိုဒီယာပြည့်လို့ပြောရမယ်ပေါ့နော်တောက်လျှောက်ဒီကောင်ဆိုရင်ဒါမင်းကလည်းတက်ပြီးလာတဲ့တက်လာပြီးတဲ့အချိန်မှာဟိုပေါ့နော်ယာပြည့်ကိုတောက်လျှောက်ဒီ NCA ကိစ္စတွေတချို့ကိစ္စတွေမှာဒါယာပြည့်ကိုတောက်လျှောက်ယာရီပေးပြီးတော့ခန့်လာတာတွေလည်းကျွန်တော်တို့တွေ့ရတယ်အခုနောက်ပိုင်းလည်းယာပြည့်ကို ဟုတ်လားဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လည်းဆက်ပြီးတော့ဦးစီးခိုင်းနေရလဲကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပြောရမယ်ဆိုရင်ရာပြည့်ပတ်သက်ကလာခဲ့အဲ့လားမင်းတို့လက်နက်ကိုင်တွေလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဗျမလုံးပေးပြီးခေါ်တဲ့သဘောတရားတစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်ဤဆိုတာစတင်ဆွေးနွေးကြတဲ့အတိုင်းတော့ဘယ်ဘက်ခါမှတရားရာဂိုင်းတော့မိမိလိုရင်ဆန္ဒမရနိုင်ဘူးတရားရာဂိုင်းတော့ရဖို့ဆိုလို့ရှိရင်တော့အပြက်ရှင်အပြုတ်ရှင်ဒီပဲရှိတယ်ဒါသူတို့ပါဇက်ကပြောတာနော်အပြည့်ရှင်းအပြုတ်ရှင်းသူတို့ပါဇက်ကပြောတာအဲ့တော့ဒါသူတို့ရဲ့ပုံစံပဲ ဇော်မဲလုံးအခုပြောတဲ့ဥစ္စာအမှန်ပဲဒါစစ်တပ်ရဲ့သဘောထားအမှန်ပဲအဲ့ပြောမယ်ဆိုအပြည့်ရှင်းပြောရှင်း तू ကတော့ဘာသူ့မှာအခွင့်အရေးပြိမဲ့အနေထားမရှိဘူးမင်းတို့ကအပြည့်ရှင်းမင်းတို့လက်မှတ်ခံလက်မှတ်ခံအပြည့်ရှင်းပြုတ်ရှင်းဆိုတဲ့ပုံစံမျိုးလဲလူမိုက်သကားထပ်ပြောတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့နော်နေ့တွင်ကျွန်တော်တို့နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်။အဲ့တော့ငញ្ញန်ရင်းနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပေါ့ဒီအခွင့်အရေးကိုလိုချင်တဲ့တိတိယာလဲရတဲ့ရတိုက်တာဖြစ်တဲ့ဖြစ်တိုက်တာကိုတောင်းဖို့လိုသလို အခွင့်အရေးကိုပေးမဲ့သူဒီကလည်းဥပဒေစာအုပ်ကိုကိုင်ပြီးပလိစ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူးခင်ဗျာဥအခွင့်အရေးကဘယ်သူတွေပေးမှာစစ်တပ်ကပေးပိုင်권ရှိလို့လားအဲ့အခွင့်အရေးဟမ်စစ်တပ်ကြီးကနေပြီးတော့အခွင့်အရေးလိုချင်တယ်ဆိုပြီးတော့တောင်းနေလို့ရမှာလားနှစ်ပေါင်းဘလောက်ကြာပြီလဲနှစ်ပေါင်းဘလောက်ကြာပြီလဲ ဟာနေမောင်းဘလောက်ကြာပြီလေစစ်တပ်စီကနေပြီးတော့ငါတို့ကအခွင့်အရေးတွေတောင်းမယ်ဆိုတဲ့ဥစ္စာကျွန်တော်တေချာတယ်နောက်ထပ်စစ်တပ်ကိုသာဆက်ပြီးတော့ဒီနိုင်ငံရဲ့နိုင်ငံမှာအရေးပါတဲ့နေရာတွေကိုစစ်တပ်ကိုဆက်ပြီးတော့သာနေရာပေးတာနော်တေချာတယ်ကျွန်တော်တို့နိုင်ငံမှာဘယ်သောအခါမှငြင်းငြင်းလေးရမှာမဟုတ်ဘူးဘာလို့လဲစစ်တပ်ကကပြက်ရပြက်အမြဲတမ်းလှုပ်တဲ့သူဖြစ်တယ်သူများတွေအုပ်ချုပ်နေစီမှာလည်းကပြက်ရပြက်လှုပ်တယ်သူကိုယ်တိုင်လှုပ်တဲ့အချိန်မှာလည်းငြင်းငြင်းရေးကိုဖျက်ဆီးနေတာလေဒီစစ်တပ်ပဲအဲ့တော့ပြောလိုက်ရင်တော့ဗဇက်ကဟိုအကြီးကြီးကျယ်ကျယ်ဟိုကဒီဟာနဲ့ တကယ်တမ်းကျတော့ဒီကောင်လေးကတတော်ကိုအရှက်မရှိတဲ့ဗဇက်မဲကြီးတွေခုရဲ့စားကိုလမ်းကြည့်ပြီးဒါနဲ့မညီဘူး၊ဟွာနဲ့မညီဘူး၊ပလိတ်စစ်စစ်နေလို့ကတော့မဖြစ်နိုင်ဘူး။ဒါတွေဒီအလျှော်တင်းနဲ့ဘောနော်တကယ်ကိုငြင်းညာလို့ရဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ကျွန်တော်နည်းနည်းမြင်ပါတယ်။ဒါကြောင့်ဖြစ်နေတာကျွန်တော်တို့ကလုပ်ပေးမယ်။ကဲနာဘာလို့ဝေးမမင်းကဘာလို့ဝေးမမင်းလိုကောင်ဘာလို့ပေးနိုင်လို့လဲနဲ့တက်ဆိုင်ရတက်ဆိုင်ရပို့ပို့များလဲဖြစ်နေတာကိုပဲပြောဖို့လို့ကြောက်ဖို့ဒါပြောချင်ပါ မဖြစ်တယ်လည်းရှောက်ပြောပြီးတော့ကလုံးလို့လို့မရဘူး။တော်ကျင်တာငါတို့စစ်တပ်ကိုနိုင်ငံရေးကမဖယ်နဲ့ပေါ့။အဲဒါပြီးတော့ငါတို့စစ်တပ်ပေးတာကိုပဲမင်းတို့ယူ။ငါတို့ကျွေးတာကိုပဲစား။အဲအဲ့လိုပုံစံမျိုးမနဲ့ပဲဒီစစ်တပ်ကသွားကျင်နေတာဖြစ်ပါတယ်။ဒါကလုံးဝသေးကြတယ်။အဒီကောင်တွေရဲ့အာရက်ဟိုပါတော့ခံယူချက်တစ်ခုဖြစ်တယ်။ငါတို့စစ်တပ်ကတော့နေရာဆက်ယူနေမှာပဲမင်းတို့ လိုချင်ရင်ငါတို့စစ်တဲ့စီရနေပြီးတော့ငါတို့ပေးတာပဲယူမင်းတို့ပေးမင်းတို့လိုချင်တာငါတို့မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးပါပဲအဲ့တော့ဒီစစ်တဲ့ညိနေတော့ဘာရမှာလဲဘာမှမရဘူးလေတေးကြရလေဘာအဆုံးဘာမှမရမှာတေးကြရတယ်အဲ့တော့ယူစီရတောင်ရှိသူတယောက်နဲ့ပြီးကြတဲ့ဒါယူကောက်ပွဲကြောင်ကြောင်မျိုးမင်းပြောတာအဲ၁၈နှစ်ညပေါ့နော်၁၈နှစ်ညသူနဲ့စကားကြိုင်ပြောပြတယ်ပြောပြတော့ သူတို့မှလည်းသူတို့ရဲ့ဒီစိတ်ကုန်မှုကြီးရှိတယ်။သူတို့ကသူ့စိတ်ကုန်မှုရှိကျွန်တော်တွေ့ရတယ်။တွေ့ရတယ်ပေါ့။ဒါပုံမှန်ပဲဒါတော့ဒီမီဒီယာဖြစ်နေပြီးမိုက်ခိုးမေးတာပေါ့ပဲ။ကျွန်တော်အလွတ်အလွတ်တဘောမှာအလွတ်တဘောနဲ့သူတို့ခံစားချက်တွေသူတို့မျှော်လင့်ချက်တွေယုံကြည်ချက်တွေသူပြောတဲ့အခါမှာပါလာတဲ့ information တွေကျွန်တော်ဒီနေ့ပြန်ပြောပြရအောင်။နောက်ဆိုတော့အဲသူတို့အနေနဲ့မှာဟိုမဲစင်းကိုမှန်စင်းခြင်းနဲ့မှန်ခြင်းနဲ့စိတ်အရင်ပြင်းပြတယ်။မှန်ခြင်းနဲ့ဒါတော့ပြဿနာကမဲစင်းကိုသူတို့ကမှန်ခြင်းတော်လေ။ဖွယ်ဥပစင်းရင်လောကစင်းရင်ယူဝိစီယာစင်းရင်ပါတီးယားစင်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 းတွေဆိုတာကကျွန်တော်နိုင်ငံရဲ့ စင်းတွေကဂျာနိုမြန်မာကနေစင်းဆိုတာတော်တော်နိုင်ငံစင်းကဘယ်ဟာမှမရှိဘူးညမရှိတယ်တော့သူတို့မှလည်းတော်တော်ခက်ခက်ဖြစ်နေတယ်တော်လာ24ရက်နေ့ကြာရင်ဟိုနောက်ကနေပြီးတော့တောင်းစီးကျင်ရမယ်ကျွန်တော်နိုင်ငံတောင်းစီးကိုတရားဝင်အခမ်းအနားကျင်ရမယ်ပုံကြုံကြီးမရောက်လည်းသူတို့တက်ပြီးတော့အဲခမ်းအနားကျင်ရပေါ့ပုံကြုံကြီးလည်းပုံကြုံကြီးကိုလည်းတက်ပြီးတော့မိန်ကုန်းပြောမယ်ပုံကြုံပုံကြုံကြီးကိုကိုကိုကျောင်းသွားတယ်ကိုပတ်သိမ်းရောက်နေတယ်နောက်သိပြီးကြောင်းနဲ့လောက်စင်တာရန်ကုန်ရန်ကုန် sorry အာဟိုပေါ့ရန်ကုန်ဝင်ပြီးရောက်နေတာကိုပြီးမှမင်းမင်းဒီကိုပြတ်တက်တက်လိမ့်မယ်24မှာသူကတောင်းစီး ပို့တက်မယ်လို့ကျွန်တော်သိထားတယ်ဆိုတော့ပြောရရင်တော့ညဟိုမက်ဆီယန်အတော်ကြီးကြီးလူကြီးတကောင်ကြီးကျင်ရတဲ့အခါမှာအဆင်းတွေလာအောင်မယ်တို့တော့ဆင်းတွေကျင်ရကြတယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့လူတွေရဲ့တကယ်ဒီတိုင်းမှုအမှန်တရှိသလားဆိုတဲ့အဆင်းကပြဿနာရှိအဆင်းကိုမှန်းကျင်တာတို့လာအောင်ကမှရှိတဲ့ဆင်းတိုင်းကတ်လိုက်မြင်မယ်လာအောင်ကမှရှိတဲ့ဆင်းတွေအဲ့ဒီတကယ်ချက်ကမှလေးဆင်းတွေကနည်းနည်းတော့ကွာကြလိမ့်မယ် ရှိတယ်အဲ့ဒါအမှန်ကမှန်ကြာမှန်တရားပဲအဲဒါကြောင့်ဟိုတချို့ကိစ္စမှာဘူးလက်ကြီးပြောတာလည်းမှားသလားဆိုတော့မှားပါဘူးဒါပေမဲ့ပြဿနာကအဲဘူးလက်ကြီးပြောသွားပြီလားမီဒီယာတွေဟောဘူးလက်ကြီးပြောသွားပြီလားဟမ်ဘူးလက်ကြီးတောက်ကောင်သွားပြိုင်လားအဲ့ဒါပြီးတော့ social platform တွေဟောတောင်းပြောပြလိုက်တာပဲပြဿနာရှိတာပေါ့နော်ဆိုတော့ဟိုပြောရင်တော့ဟိုတတိယရှာစစ်တမ်းရှိရှိလူတခြားလေးဟိုပြောရင်တော့ပို့ပြီးတော့အဲ့စင်တမ်းမရှိဘူးပေါ့ဟုတ်ပါဘူးသူအဲ့ မင်းကအစင်တည်းမရှိဘူးဗောဘူးလက်ကိုအစင်တည်းမရှိဘူးလို့ပြောနေတာဗောအေးအဲကတ်ဖဲ့တာရောက်ဘူးလက်ရောက်မင်းဖဲ့နေပြီရောက်ကြောင်ညွှန်းမင်းကဆိုချင်မီယာမနေပြီးတော့သူသူနာမည်ချင်းပြောပြီးရောဆိုပြီးတော့သူ့ပါဠိပေါ်ရေးကိုမစမ်းတာပြောတော့ဒီတစ်ခုနဲ့တစ်ခုလုပ်ပြီးပြီးရောက်ပုံဟိုယူရင်းဒီစရင်းနဲ့ပတ်သက်လို့ရှိရင်ဝက်ချုပ်ကိုနေနေဖြစ်ဘာကြောင့်ဖြစ်ရလဲဆိုတော့အကြောင်းရင်းကလာဝကစရင်းကိုကတ်လိုက်တဲ့အချိန်မှာဒီသူတို့ယူစီကသူတို့ရတဲ့စရင်းကိုကတ်လိုက်တဲ့အချိန်မှာအဲစရင်းနဲ့နေထိုင်တဲ့ရက်ွက်နဲ့လူနဲ့လက်ရှိချိန်မှာလည်းငလေချောင်းမုံတိုင်းချောင်းစစ်ဘေးချောင်းလူတွေက ဒီလိုမျိုးကုလူဆက်ဆံလျှောက်သွားနေကြတာအဲ့ဒီမှာကိုစင်ရဒီနေရာမှာရှိနေမှာကိုမမရှိဘူးကိုမမရှိမှာဒီမှာမရှိအဲ့လိုလေပတ်လိုက်ရိုက်နေစီးတွေဖြစ်နေအဲ့စီးကိုမှန်ကျင်တာယူစီကမှန်ကျင်တဲ့အတွက်သူကဒီစင်းကိုဒီရာဒီစင်းရတာပါဆိုအတီးပြတာဘုပ္ပနဲ့ဒီစင်းကိုကတ်ထားပြီးတော့ကိုနေတိုင်းနဲ့ကိုကြီးရဲ့နေဆုံးနေရာမှာအဲ့စင်းကရှိနေသလားမရှိသလားကိုကနဲ့တတ်စစ်ပြီးတော့ကိုကကိုအတီးပြတူအဲ့ဒီမှာယူစီတောင်းရှိပြောတာရှင်းရှင်းလေးကိုရဲ့စင်းကိုကိုသားလင်းအသေးဆုံးနဲ့ကို ဟို2020ကျွန်တော်ဟိုတနည်းလည်းပြောပါရယ်ပေါ့နော်ရွေးကောက်ပွဲဆိုတာပြည်သူတွေကစိတ်ဝင်စားတယ်သူတို့မဲပေးဖို့အတွက်ကိုသူတို့အစီအစဉ်သူတို့သွားစင်ပါပဲဒါလားဒါပြည်သူတွေကတာဝန်တစ်ခုလေနော်ပြည်သူတွေကအဲ့ဒါတာဝန်တစ်ခုလို့သတ်မှတ်ထားဒါပေမဲ့ဒီရွေးကောက်ပွဲသူတို့စိတ်ဝင်စားဘူးလေနော်ဒီရွေးကောက်ပွဲစိတ်ဝင်စားဘာလို့စိတ်ဝင်စားဒီရွေးကောက်ပွဲကဘာကြောင့်လဲဆိုတာကိုသူတို့သိနေရသူတို့အဲ့ဒီဒီရွေးကောက်ပွဲကိုဟိုဘောလားသူတို့ဘောမတွေကိုယ်တိုင်စိတ်ဝင်စားလားဆိုတော့မဝင်စားပါဘူးဘောမတွေကိုယ်တိုင်လည်းစိတ်ဝင်စားပါဘူးနော်ဘောမတွေကိုယ်တိုင်လည်းစိတ်ဝင်စားပါဘူး လောကကချက်ဆိုင်ကိုကတော့ပုံသိပါလေတဲ့ဘာလို့ကိုယ့်ရဲ့အကြောင်းနဲ့ကိုမိသားစုအကြောင်းကိုကအတိဆုံးပါတဲ့လောကဆင်းဆိုတာကဟိုကနေပြောရင်6လတည်းကမှ update နဲ့ဖြစ်ဖို့တော့ခက်ခဲပါလေနေ့စဉ် update လို့ခက်ခဲပါလေတဲ့ဒါကြောင့်မလို့ကိုဆင်းရင်ကိုသားလေးအတိဆုံးဖြစ်နေတယ်ကိုချင်းရင်ကိုကိုသားသိရတဲ့ကိုမှန်လားမှားလားကိုဆင်းမှန်လားမှားလားကိုကအတိဆုံးဖြစ်နေတယ်ကိုအတိဆုံးဖြစ်တော့ကိုကနေပြီးတော့အဲ့ဒီမဲရုံမှာရှိတဲ့ဆင်းရင်သူကကြည့်ပြီးတော့ကိုဟာမှားနေဒါမှားနေလို့ပုံမှန်လည်းပြောပြီးတော့ချက်ချင်းအဲ့ဒီမှာရှိတဲ့တောင်းကြတဲ့အရာရှိနေတဲ့သက်ဆိုင်တောင်းရှိနေပြောပြီးတော့နိမန်ဆန်ပြင်ပေးလိုက်တာမျိုးနဲ့ဆိုရင် ပြည်သူလူထုပူးပေါင်းပါဝင်ပြင်တဲ့စင်းဟာရာလို့ပြင်လို့တော်တော်များများလေးပြည်သူလူမပါဝင်ရင်ဒီမှန်မှန်လို့ဆိုရလေနည်းနည်းလေးတော့ခက်တယ်အဲ့ကြောင့်မှပြည်သူလူကကိုကိုယ်တိုင်ပါဝင်ခြင်းမရှိဘဲနဲ့မမှန်ပါဘူးထပြောလို့လေဘယ်လိုဖြစ်မလဲပေါ့ဗျာနော်အဲ့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 လိုဒီကဟုတ်ပြီကျွန်တော်အဲ့သူတို့ဒီကောင်းနေကိုယ်တိုင်လည်းသိတယ်ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိဘူး ပြည်သူလူပူပေါင်းပါဝင်မှုမရှိဘူးဒါတွေကကြီးလိုက်ရောအယမ်းတိတိုင်းပြည်သူလူပူပေါင်းပါဝင်မှုမရှိဘူးကျွန်တော်အရင်တော့ဆိုရင်ဟလာမဲစင်းမှားပြီဆိုရင်ဟလာအာဒီမဲဟိုကဖြစ်တဲ့သူတွေနဲ့အတိုက်ခံတွေဖြစ်ပြီးတော့ပြည်သူတွေကရန်ဖြစ်ပြီးတော့မဲပေးခြင်းလို့လို့ဖြစ်နေကြဒါမဲ့အခုကပြည်သူလူကပူပေါင်းမပူပေါင်းမပါဝင်ဘူးဆိုတော့ဒီကောင်းရဲ့ဗီဒီယိုထဲမှာကြီးလိုက်ရင်တိတိုင်း တင်ကြတယ်ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းမရှိတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်အဲအကြောင်းလို့လေဒီကောင်းလေးရွေးစီတိုင်ပတ်နေတာအခုချိန်ဒီရွေးစီတိုင်ပတ်နေအမေရောက်လို့လေတကောင်းစင်းနေကောက်တဲ့ဟိုဟာဖြစ်တယ်နေရာတိုင်းမှာလည်းလိုက်မကောင်းတာမှန်ချက်နှမ်းထွက်နေတဲ့ကောက်တာကျွန်တော်နိုင်ငံကဘယ်လိုပြောလဲ energy ဆိုရလက်ထက်ကတော့သူ့ဘောက်သူအလားဟိုမဲစင်းတွေကိုအတက်နိုင်ဆုံးအမှန်ဆုံးဖြစ်အောင်လဲသူတို့လုပ်ခဲ့တယ်ဟလားပြည်သူလူထုတွေကလည်းပူးပေါင်းပါဝင်ခဲ့တယ်ရွေးကောက်ပွဲမှာကိုဗစ်ကာလာကြီးကြားထဲမှာတော့မှဟို မဲတွေသွားပေးခဲ့တယ်အဒီလိုမျိုးပုံစံမျိုးတွေပေါ့နော်ဒါပေမဲ့အခုကတော့ရွေးကောက်ပွဲကိုပြည်သူတွေကစိတ်ဝင်စားမှုမရှိဘူးလေဒါကြောင့်မို့လို့လေဒီမဲစင်းကိုဘသူမှသွားမစစ်ကြတာဘသူမှသွားမစစ်ကြတာပြောရမယ်ဆိုသွားစစ်တယ်ဆိုတော့ရှိကောင်းရှိနိုင်ဘောမာတွေပေါ့နော်ဘောမာတွေဂျားနေတော့သွားပြီးတော့စစ်ကောင်းစစ်နိုင်တယ်ဒါပေမဲ့တကယ်ဒီစစ်တပ်ဘာလုပ်နေလဲဒီစစ်တပ်ကဒီရွေးကောက်ပွဲဘယ်ဥတီလဲဆိုတာပြည်သူတွေကအုံနောက်ရှိတယ်အုံနောက်ရှိတယ် အုံနောက်ရှိရပြည်သူတွေကဘယ်တော့ခါမှဒီရွေးကောက်ပွဲကိုစိတ်ဝင်စားပါမလို့မဲလည်းပေးမှလည်းမဟုတ်ဘူးပြောမယ်ဆိုတော့အမှပဲတန်တရားလဲပြီးတော့တိုင်ပတ်နေကြအောင်ပေါ့ကွာတိုင်ပတ်နေကြအောင်ပေါ့ဒါပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲတစ်ခုဆိုတော့ဒီ UC မဲစင်ထုတ်ပြန်တဲ့အချိန်မှာပဲကျွန်တော်တို့သိနေရတာဖြစ်ပါတယ်။နောက်ပိုင်းမှာသူတို့တွေအတင်းကျပ်လုပ်ပြီးတော့ဟလာဟိုလုံမယ်ဆိုရင်တော့မှအချိန်ရအဲ့လောက်ထိမမိနိုင်ပါဘူး။ပြောမယ်ဆိုမဲသူတို့ရဲ့မဲစင်ကအခုတည်းက ဟိုဟာမဖြစ်တာဟိုတော့အခုချိန်မှာလည်းမှန်စရာစောက်ကြောင်းလည်းမရှိဘူးဟလာနောက်ပြီးတော့ပြည်သူတွေကလည်းစိတ်ဝင်စားမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းကိုကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ဘာပြောကျွန်တော်တို့တော်လှန်ရေးကာလကျွန်တော်တို့ကတော့အခုချိန်မှာတော်လှန်ရေးမှာအားနေတာတွေလည်းရှိမယ်ကောင်းမွန်တာတွေလည်းရှိမယ်တခြားဥစ္စာတွေလည်းရှိမယ်ဒါပေမဲ့ဟိုဘောနော်ကောင်းမွန်ဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်ကြမယ်အကောင်းမွန်ဆုံးဖြစ်အောင်ကျွန်တော်တို့ဘယ်နေရာကနေပါဝင်ပေးရမလဲ ကျွန်တော်တို့ရဲ့တာဝန်ကပါလေဒီအာနာရှင်ကိုတော်လှန်ရမှာဖြစ်ပါတယ်အာနာရှင်စီကနေပြီးတော့မင်းတို့ငါတို့ဓာပေးဓာပေးဟိုကလွတ်ပေးဒီဟာလွတ်ပေးဆိုပြီးအခွင့်အရေးတောင်းတာထက်ဆိုင်ကျွန်တော်တို့ဒီကိုရင်တိုက်ပွဲဝင်ပြီးတော့ပေါ့နော်အခီးဆုံးထိရောက်အောင်ကျွန်တော်တို့ညီညွတ်နဲ့ဆက်သွားကြအောင်လို့ပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မျိုးစီနေကျွန်တော်လောက်နေပဲကျွန်တော်ရန်နာကြင်ပါလေခင်ဗျာတော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာတဲ့နေ့တော်ကိုဖျက်ဆီးနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ် နေရတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ